တ်ပြီးတော့ဒီဇိုင်းဝယ်ပြန်ပြီးတော့ရွှေ့ရှားသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီလေးဆိုင်ဝယ်နဲ့လေးစီးကြောင်းအနေထားရကျွန်တော်တို့ခန့်မှန်းကြည့်တဲ့အခါမှာဆိုရင်ဒီကနေ့15ရက်နေ့မနေ့ပိုင်းတိန်နေထားကတော့ဘင်္ဂလားပင်လယ်ကမုတ်တုတ်လီနဲ့ပါလာတဲ့ရေငွေ့ဟာပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းကို ဖြတ်ပြီးတော့ ERI တိုင်းမှာ စုဖွဲ့မှုဖြစ်နေတာတွေ့ရပြီးတဲ့အခါမှာတချို့ကတော့ဗမာပြည်အလဲပိုင်းကိုဝင်သွားပြီးတော့နေလဲပိုင်းမှာဆိုလို့ရှိရင်မြန်မာပြည်အနှံ့အပြားမှာတိမ်ဒုရယ်ဖုံးလွှမ်းခြင်းအနေအထားကိုတွေ့ရမှာဖြစ်ပါတယ်။လာမယ့်16ရက်နေ့မှာဆိုလို့ရှိရင်တော့စောစောကတိမ်နေရာမိုးပေါ်ကို တက်သွားသလိုပဲရခိုင်ကမ်းရိုးတန်းဒေသတစ်ခုလုံးမှာတိမ်များပြည့်နှက်နေတဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်။ ကျော်တော်ကပြောတဲ့တိန်နေကြောက်မလို့ဒီကနေ့ဂျာဘာပရင်းနေ့15ရက်နေ့မှာဆိုလို့ရှိရင်မြမပြီး အနှံ့ပြားမှာကွက်ကြားမိုးရွာသလိုပဲအချို့နေရာတွေမှာမိုးကြီးနိုင်တဲ့အနေအထားတွေ့ရပြီးတော့မကွေးတိုင်းမှာတော့မိုးနည်းနည်းသာရရှိမဲ့အနေအထားကိုတွေ့ရပါတယ်ကျွန်တော်တို့ဒေတာလိုက်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့ကချင်ပြည်နယ်မြောက်ဘက်မြစ်ကြီးနားအထက်ဘက်မှာ မိုးရေရင် တိသမလေးလက်မှရရှိနိုင်တဲ့အနေအထားရှိပြီးတော့တချို့နေရာတွေမှာတော့ကွက်ကြားမိုးများနေတာတွေ့ရမှာဖြစ်ပါတယ်။ချင်းတောင်နှမ်းနဲ့ရခိုင်ရိုးမှဆက်တဲ့ဒေသမှာလည်းမိုးအနှဲငယ်များနိုင်ပါတယ်။မန္တလေးတိုင်းအရှိဘက်ခြမ်းနဲ့နေပြည်တော်အရှိဘက်ခြမ်းရှမ်းပြည်နယ်တစ်ခုလုံးမှာဆိုလို့ရှိရင်တော့မိုးရေချိန် တိတ္တသမာ6လမလောက်ဒီတချို့ နေရာဒီမှာရနိုင်ပါတယ်အောက်ပေါ်မှာ view ကိုဆက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လေဗဒန်ခင်းသလဖြာပုံရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်တို့မှာမိုးတီးထန်စွာရွာသွန်းပြီးတော့ရန်ကုန်တိုင်းနဲ့ပဲခူး